မင်္ဂလာပါခင်ဗျာမင်္ဂလာရှိတဲ့နေသူနေမြတ်ကလေးဖြစ်ပါစေကျွန်တော်ရဲ့စူတောင်းတန်ကျွန်တော်ရဲ့မေတ္တာဘုဒ္ဓံကိုကြားတဲ့အချိန်ကစပြီးတော့မင်္ဂလာပေါင်းပြည့်ပြည့်စုံပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံကြပါစေမရှိတဲ့ဇာကားတွေကိုမပြောရမဆိုရမကြားရပဲလေလက်ဖြားမှာစိတ်နေရွှေတွေငွေတွေတီးပြီးတော့တတ္တဝါတွေကိုလူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်တဲ့သူ တရားဒေသနာတော်တွေကိုနာကြားနိုင်တဲ့သူမြတ်စွာဘုရားရှင်ရဲ့တားတော်တွေဖြစ်တဲ့ယဟန်တန်ဃာတော်အပေါင်းတွေကိုပစ္စည်းလေးကတခါတခါမှအဖြစ်ခံယူနိုင်တဲ့သူဇေဒီလေးမျိုးမြည်တော်ဇေဒီတော်တွေကိုကိုယ်တိုင်ကိုကြတီထားကုကွယ်နိုင်တော်သူပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပြီးတော့အပယ်လန်းကိုပိတ်နိဗ္ဗာန်တကားကိုဖွင့်ပြီးတော့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာကုသိုလ်တရားကိုပွားများပြီးအကုသိုလ်တရားကိုကြောက်တတ်ပါစေ။ ိုချင်းစာစိတ်ကိုရင်ဝယ်ထားပြီးတော့ဝိတမလောကဘောဘသားတွေငွေမဲ့တဲ့သူတွေငွေကိုဖျားလို့ကိုးကွယ်တဲ့သူတွေတူလာမှုတွေနဲ့ရှင်တွဲပြီးနေထိုင်တဲ့သူတွေနဲ့ကင်းဝေးပြီးမေတ္တာတရားမုဒိတာတရားဥပိ္ပခာတရားတွေနဲ့အတူတစ်ဖက်သောသူအပေါ်ကိုချင်းစာတရားတွေထားပြီးလူပီတတော့လူသူတော်ကောင်းနေနဲ့တွေ့ပါစေလို့ကျွန်တော်ကဥစာပထမစစ်တောင်းမြတ်တာပို့တာပေးပါလေခင်ဗျာ အခုကျွန်တော်ပေးမဲ့ဟောစတန်းလေးကတော့9လပိုင်းအတွင်းမှာရှိတဲ့စနေသားသမီးတွေရဲ့ဟောစတန်းလေးကိုပေးမှာဖြစ်ပါတယ်။စနေသားသမီးတွေဟာ9လပိုင်းဟာတန်ထူးရဲ့လာတလာလို့ပြောရင်မမှားပါဘူး။ပုံမှန်ဝင်နေကြဝင်ငွေတွေနဲ့မတူညီတဲ့ဝင်ငွေအသက်တွေလက်လာဘအသက်တွေစိတ်ကူးအသက်တွေနဲ့အတူပတ်စံလေးအများကြီးဝင်လာနိုင်မယ်။အဝေးမှာရောက်နေတဲ့ လူမျိုးခြားတွေအဲကိုယ်မိသားစုတွေကပေါ့နော်အဝေးမှာရှိနေတဲ့လူမျိုးတွေကလူမျိုးခြားတွေရဲ့အကျိုးပြုမှုကိုခံရပြီးတော့ကိုယ့်ရှီကိုတရင်ကောင်းပေးပို့နိုင်တာမျိုးတွေဖြစ်စေတတ်တယ်။ဥပမာကိုယ့်မိသားစုဝင်တယောက်ကဂျပန်ရောက်နေတယ်ဆိုတော့ဂျပန်နိုင်ငံမှာရှိတဲ့လူမျိုးခြားတွေကသူ့ကိုအကျိုးပြုပြီးတော့ကိုယ့်ကိုပြန်ပြီးတော့စိတ်ချမ်းသာစရာကောင်းတဲ့တရင်မျိုးပေးတာမျိုးတွေကိုကြုံတွေ့ရတတ်ပါတယ်။စနေနံဖြစ်သောနေ့စီပိုင်းကိုဖျားလူမယ်။ဗုဒ္ဓဟူးနံဖြစ်သောလိမ္မော်သီးကိုဖျားလူမယ်။ တနင်္လာနံဖြစ်တော့ကြောက်ဖုံယူကိုဖျားလူမယ်ဆိုရင်စနေသားသမီးတွေဟာခုနှစ်လပိုင်းထဲမှာလက်လာပါ၄ခုကိုမဖြစ်မနေရရှိစေတတ်ပါတယ်။ကံတရားရဲ့အနေအမြင့်အထောက်ပံ့နေကြတဲ့မှာအနေအမြင့်ကိုရေရှည်မခံရဘဲနဲ့မြင့်မားတဲ့ကံတရားအထောက်ပံ့နေကိုရဖို့အတွက်ညဘက်တွေမှာကောင်းဝင်ရန်ကိုကြည့်ပြီးတော့မေတ္တာတုံ့ရွတ်တာမျိုးကံမြင့်ကံစင်ကံပွင့်ကာထာတော်ရွတ်ဖတ်တရဲဆဲလာမျိုးတွေကိုလှုပ်စေခြင်းပါတယ်။ အုံသာပရိကိုဘုန်းကြီးတစ်ပါးကိုလူချင်းအဖြစ် စနေသားသမီးတွေမှာရှိတဲ့ရန်အပေါင်းကိုငိမ့်စေပါလိမ့်မယ်။လက်ရှိကြုံတွေ့နေရတဲ့စနေသားသမီးတွေကငွေကြေးအပူကနှစ်ခုမိသားစုအပူပါတစ်ခုဘောင်းသုံးခုကိုကြုံတွေ့ရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်လို့ရှိရင်အင်္ဂါသားသမီးတွေရဲ့အနောက်အရှက်ပေးခြင်းကိုလည်းခံရနိုင်တယ်လို့ပြောထားတာပါ။လက်လာပါလေးတွေရှင်လန်းလာဖို့အတွက်ဘို့စနေသားသမီးတွေကငွေပန်းဖျားကိုမကြာခဏလူပေးပါခင်ဗျာ။ ရောင်းရင်းဝယ်ရေးလုပ်နေတဲ့စနေသားသမီးတွေကတော့ရောင်းနေရင်တလန်အရင်ပြုတ်တာတွေအရင်နေသွားတဲ့အတွက်ကြောင့်ဘို့စိတ်သောကဖြစ်ရတာတွေကုန်ပစ္စည်းအဝယ်မားလို့ပူလောင်ရတာမျိုးတွေကိုယ့်လက်ထက်မှာရှိနေတဲ့ကုန်ပစ္စည်းတွေကငွေပြန်ပေါ်ပါမလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့သောကဖြစ်ရတာမျိုးတွေဖြစ်စေတတ်ပါတယ်။ရောင်းမန်းဝယ်ပန်းမျက်နှာပန်းလှဖို့အတွက်ကိုကိုယ်ဈေးရောက်ပတ်ခင်မှာတရဏဂုံနဲ့မျက်နှာတစ်ပါ။ကိုယ့်ရဲ့ရောင်းရင်းဝယ်ရေးလုပ်လို့ပတ်စံထည့်တဲ့အန်ဇွဲတို့ပတ်စံထည့်တို့အိတ်တွေထဲမှာဇာတိဖူတီလေးကိုထည့်ထားပါ။ ောင်နှမသားချင်းတွေနဲ့ပတ်သက်ပြီးတော့အမွေကိစ္စတို့မြေကိစ္စတို့ပြီးတော့လူမှုရေးကိစ္စတွေကြောင့်စကားများတတ်တယ်။မွေးကြေးမောင်နှမသားချင်းတွေထဲမှာအင်္ကာတို့တနင်္ဂနွေတို့ရှင်သူတို့ပေးတဲ့အပူကိုကြည်ကြည်မမာလေးခံရတတ်တယ်ဆိုတဲ့သဘောကိုပြထားပါပါ။အစားအသောက်မှားတာမျိုး အနေတိုင်းမှားတာမျိုးကျန်းမာရေးအညံ့ဖြစ်တာမျိုးတွေဖြစ်စေတတ်တယ်။အနောက်အရက်နဲ့အနောက်တောင်တောင်အရက်ပြီးတော့အရှေ့မြောက်အရက်အဲ့ဒါတွေကစနေသားသမီးတွေအတွက်ခုနလပိုင်းမှာ ခိုက်စီတဲ့အရက်တွေတာတယ်ပါအင်ဥမိုးဒူရင်သည်အဲပြီးတော့တငင်းသည်လက်ဖက်အဲ့ဒါတွေကစနေသားသမီးကိုဒီ9လပိုင်းနဲ့10လပိုင်းနဲ့မှာကျမကြီးထိခိုက်စီတော့အစာအစာတွေပါလမ်းမေးခွေးတွေကိုကုသဓာတပြူတာမျိုးအဲပြီးတော့စတုလောကပါလာနတ်မင်းကာထာကိုရွတ်ပတ်တဲ့ဆဲပြီးတော့မြေကိုရဲ့ခြံထဲမှာအမွေးတိုင်ပူဇော်တာမျိုးတွေလှုပ်ခြင်းအားဖြင့်ကတ်ကောင်းနိုင်တယ်လို့ပြထားပါဗျ ဌာနပိုင်းဆိုင်ရာကိုတာဝန်ယူပြီးလုပ်ကင်ရတဲ့လက္ခဏာသမီးလက္ခဏာသားလက္ခဏာလုပ်ငန်းလုပ်နေတဲ့စနေသားသမီးတွေကကြတော့ယာဓုကုံဒရက်တက်ခြင်းတရားထိုင်ခင်းကောင်းရခြင်းအကျိုးအမြတ်တစ်ခုခုကိုရရှိခံစားခြင်းထင်ပေါ်ကြော်ကြားခြင်းလူကြည့်လူကြင်ပေါ်များခြင်းအသိအမှတ်ပြုခြင်းဆိုတဲ့ကောင်းမှုရရာလေးတွေရှိပါတယ်ဒါကတော့ဝန်ထမ်းစနေသားသမီးတွေအတွက်ကံကောင်းတဲ့ခုနလပိုင်းလို့ပြောရင်လည်းမမှားပါဘူးအထက်ပုဂ္ဂိုလ်အထက်လူကြီးတွေရဲ့ချစ်ခင်မြတ်လို့တရိပ်ထားခြင်းကိုခံရဖို့အတွက် မိမိရဲ့မွေးနံ့ထောက်မှာတစ္ဆာပန်းတို့ကြံရိုးတို့အဲပြီးတော့ကြာတို့အဲ့ဒါတွေလူချင်းအဖြစ်အထက်လူကြီးရဲ့တစ်သက်ခြင်းတရိပ်ထားမိခြင်းစောင့်ရှောက်ခြင်းတွေကိုခံရတတ်ပါတယ်။အိမ်တော်တဲ့စနေသားသမီးတွေကတော့အိမ်တော်ရေးနဲ့ပတ်သက်ရင်ဒုနဲ့မြေကြီးတော့ရတတ်ပါတယ်။ဘာမဟုတ်တဲ့ပြဿနာလေးကိုထပြီးတော့စကားအကြီးကြီးတွေညားရတတ်တယ်။ခြေပါလက်ပါလေးတွေဖြစ်စေတတ်တယ်။တွေးကွဲစေတဲ့ကိစ္စစိတ်ထဲမှာစိတ်စိတ်တစားဖြစ်စေမဲ့ကိစ္စရလေးတွေနဲ့အပူနဲ့နဲ့ဖြစ်စေတတ်တယ်လို့ပြထားတာပါ။ အဲမောင်နှမအရင်နေနဲ့ပတ်သက်ရင်အပူဖြစ်ဖို့အတွက်ဖန်တီးမဲ့သူတွေရဲ့ဝတ်ကြွေးကြမှာရန်ကနေကေဝေးစီဖို့အတွက်ကိုစနေသားသမီးတွေကဆရာတော်ဖျားတစ်ပါးကို ပြားရည်ရဲ့ပြီးတော့ပိန့်ဦးနဲ့ချက်သားနဲ့ချက်တာရဲ့လောင်းတူကိုလိုအပ်တယ်လို့အကြံပြုချင်ပါတယ်လူမျိုးလူလွတ်စနေသားသမီးတွေကတော့အခြေအေးကမကောင်းနိုင်တဲ့ကာလပါကိုပြောပြီးတဲ့မြစ်တာကြီးကိုသွားပြီး propose လုပ်မိတဲ့သူတွေကလောင်းရဲခြင်းပြက်ရဲပြူခြင်းစနောက်ခြင်းအစားထိုးခြင်းတွေကိုခံရတတ်ပါတယ် မြတ်တရားကံကောင်းမှုအတွက်ကိုချစ်သူကြီးစားမထားတင်သေးတယ်လား propose မလုပ်တင်သေးတယ်လားလို့ပြောရင်ပို့ပြီးတော့မှန်ပါတယ်။ကျမကြီးကတော့ခေါင်းကိုက်တဲ့ယောဂဝေဒနာအပူအေးမမျှတာတွေရာသီပြောင်းတုတ်ကွေးဖြစ်တာတွေလက်ချောင်းနာတာတွေတဖုံးယောင်တာတွေညာဒူးကိုက်တာမျိုးတွေဖြစ်စေတတ်တယ်။ကျမကြီးကောင်းမှုအတွက်စနေသားသမီးတွေကငါးအရှင်ခုနှစ်ကောင်လောက်ရေထဲလွတ်ပေးနိုင်ပို့ကောင်းတယ်လို့အကြံပြုခြင်းပါ။ကုသိုလ်ကောင်းမှုတွေကိုပြုတဲ့အခါမှာ တတ္တဝါတွေအတွက်အေဂျင်စီရန်အလို့ငါဆိုတဲ့စိတ်ကိုရှေ့တန်းတင်ပြီးတော့ပြုလဲဆိုလို့ရှင်အဲ့ဒီပြုတဲ့ကုသိုလ်ရဲ့အကျိုးကျေးဇူးနဲ့အတူပြုလုပ်ထားတဲ့ကောင်းမှုအစုစုကိုတန်လျာအဆက်ဆက်ခံစားရပါလိမ့်မယ်ခင်ဗျစရိသားသမီးတွေအတွက်ခုနလပိုင်းမှာမဖြစ်မနေကြုံတွေ့ရတဲ့အကောင်၅ခုရှိပါတယ်နံပါတ်၁ကရက်ဝေးရသတင်းကောင်းကြားရတတ်တယ်နံပါတ်၂ကကိုယ့်ရဲ့အထင်ကရအရေးကြီးတဲ့သူတွေကိုယ့်ရဲ့အထက်လူကြီးတွေကိုယ့်ဘဝအတွက်အရေးပါတဲ့သူတွေရဲ့အတိအမှတ်ပြုခြင်းကောင်းကျိုးပြုခြင်းကိုခံရတတ်တယ် နံပါတ်3ကမောင်နှမမွေးချင်းတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာအစိုးရရဲ့အကောင်းဆိုတဲ့အကြောင်းတရားလေးတွေဖြစ်ပေါ်လာစေတတ်တယ်။နံပါတ်4ကတော့ကျွေးငွေကျွေးမြေကိစ္စကျွေးနဲ့ပတ်သက်တဲ့ငွေကြေးအပူတချို့တွေကိုဖြည့်ရှင်းနိုင်လိမ့်မယ်။နံပါတ်6ကတော့သတင်းကောင်းသတင်းထူးတွေနဲ့အတူလက်လာပါတွေပိုင်ဆိုင်မှုတွေပါလာစေတတ်တယ်လို့ပြထားတယ်။ဒါကတော့စနေသားသမီးတွေအတွက်ခုနလပိုင်းမှာကြုံတွေ့ရမယ့်အကောင်းလေးတွေပါ။အစိုးရလေးကလည်းရှိပါတယ်။ နံပါတ်၁ကတော့ရက်ဒေတာအသွားမတော်တဲ့အတွက်ကြောင့်ကျန်းမာရေးအရာနာတာရှည်ယောဂဖြစ်တာမျိုးတွေဖြစ်စေတတ်တယ်။နံပါတ်၂ကတော့မောင်နှမသားချင်းတွေနဲ့ပတ်သက်ပြီးတော့မထင်မှတ်ပဲစကားများပြီးတော့မျက်ရည်ကျရတာတွေ၊ငိုရတာတွေ၊အမုန်းကွာတာတွေဖြစ်စေတတ်တယ်။နံပါတ်၃ကတော့အိမ်အောင်ရှင်နဲ့ကိုယ်နဲ့ကြားမှာပြဿနာတစ်စုံတစ်ရာတက်ပြီးတော့မျက်ရည်ကျရခြင်းရှိတယ်။နံပါတ်၄ကတော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အရှက်တကွဲအကျိုးနဲ့ဖြစ်တာမျိုးတွေညှို့လင့်ထားလို့ဖြစ်မလာတဲ့အတွက်ကြောင့်နည်းနည်းစိတ်သက်ကြရတာမျိုးတွေဖြစ်စေတတ်တယ်။ ဒါကတော့အဆိုးအကောင်အချိုးအကြောင်းလေးတွေပါကောင်းဖို့အတွက်ကတော့ကြောက်ဖျုံယူလူတာမျိုးလေးတွေလောက်ပါဖုန်ကြီးတွေကိုလက္ခဏာရှင်တို့အနေနဲ့တည်သေးဝလံကတ်တာမျိုးပြားရည်ကတ်လူတာမျိုးလေးတွေလောက်ပေးပါခင်ဗျာကုသိုလ်ဒါနကိုပြုတဲ့အခါကျလို့ရှင် ကုသိုလ်ဒါနပြုပြီးတဲ့အမြောက်ဝေတဲ့အလေအထားလေးကိုမမေ့ပါနဲ့ဒါကတော့ဒီစနေသားသမီးတွေအတွက်အဆိုးအကောင်အချိုးအကြောင်းလေးပါမဖြစ်မနေပြုတဲ့ရရာ၃ခုရှိပါတယ်နံပါတ်၁က ကို့အပူပေးနေတဲ့သူတွေရဲ့နာမည်ကိုပြောင်းဖူးရွက်ပေါ်ရေးပြီးတော့ပြောင်းဖူးရွက်ကိုထုံးအနှဲငယ်ထက်ပြီးလို့ရှိရင်အဲ့ထက်ကိုစနွေးမုံတွေအနှဲငယ်ထက်ပြီးတော့အခုရွာနေတဲ့မိုးရီလေးထက်ထည့်ပြီးလို့ရှိရင်အဲ့ပလင်းလေးကိုကင်ပြီးတဲ့အခါကျတော့မြစ်တာတုံတဲ့ဘောစင်တုတ်ကလေးကိုရွတ်ပေးဒါကတော့မဖြစ်မနေလုတ်တဲ့ရေရာလေးတွေပါခင်ဗျာအဲ့ရေရာလေးတွေကိုလုတ်လိုက်မယ်ဆိုလို့ရှိရင်စနေသားသမီးတွေရဲ့ဖြတ်တန်းရတဲ့ခုနလပိုင်းဟာပီတိ